ါတော့ကျွန်တော်တို့ဟာ29ရက်နေ့နော်29ရက်နေ့အတွက်29ရက်နေ့အတွက်အမနပိုင်းအတွက်ဆိုတော့ကျွန်တော်တို့တိတ်စီလမ်းကြောင်းမှာဖြစ်နေတဲ့ဟာလေးတခုစာပြီးပြကြမယ်နော်စာပြီးပြမယ်ဆိုရင်ဒီဇီလန်ကျောင်းမှာဖြစ်နေတာကဘလို့ပုံစံမျိုးလဲဆိုတာတစ်ချက်ကြည့်မယ်ပေါ့ကြည့်မယ်ဆိုရင်သူက ီမှာကပေါ့နော်ဒီနားမှာဒီခွန်ရယ်ဒီလေးရယ်ပေါ့နော်ခွန်လေးပေါင်းရင်1ဆိုတော့အခါကျတော့တစ်ဖြစ်လို့တဲ့ဒီမှာကသူကဒီနှလုံးပေါင်းရင်1ဖြစ်ပြီးပေါ့နောက်တစ်ခုကဒါလဲဆိုရင်ဒီမှာ8နဲ့ဒီ6နဲ့ပေါင်းရင်ကဒါ4ပေါ့နော်4ဖြစ်တဲ့အခါကျတော့သူကဒီနှလုံးပေါင်းရင်လဲဆက်ပြီးတော့4ထားတယ် ေးထားတယ်နောက်ကျဒီမှာလဲ၄၄အဒီမှာအမှန်၄၃ချက်ရိုက်တဲ့သဘောပေါ့နော်ဒီနားမှာဒီမှာလဲညနေပိုင်းမှာ၅၉၄၄၄၄အဲ့လိုမျိုးဖြစ်တာအဲ့ဆိုလို့ဒီမှာလဲကျွန်တော်တို့၄ sorry လေးတုံညာပေါင်ခြင်းလေးဆိုရင်လေးဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဘောအတစ်ကိုဒါထောင်အောက်မှာလေး ုံးချက်ရိုက်တာကိုပြန်ခြေတဲ့မူနဲ့ဆိုရင်ဒီမှာ၄၄၄ပေါ့နော်ဒီဘောဆုံးအထစ်ကိုသာထောင်းဒီမှာ၄၄၄ရိုက်ထားတဲ့အတွက်ဒီမှာ၃ညာလေး၄တုံညာနော်ဒီမှာ၃ညာလေးဆိုပြီးတော့၄ထိပ်ဖြစ်နိုင်ကြီးအကောင်လေးပေါ့နော်ဖြစ်နိုင်ကြီးအကောင်လေးဘာလို့လဲဆိုတော့၃ညာလေး၃ညာလေးလေးအကောင်တို့ဒီအ၄ဒီအ၄ဒီအ၄ကို ဒီပါလေးလေးလေးပြန်ခြေတာဗောနော်အဲ့လိုမျိုးလေးဖြစ်နိုင်ကြတာကတော့လေးထိတ်ဆိုတာရတာဗောနော်လေးထိတ်ရပြီးတော့လေးထိတ်ရတယ်ရပြီးတော့အာနောက်တစ်ခုဗောနော်နောက်တစ်ခုကကြတော့ဘယ်လိုမျိုးသွားမလဲဗောနောက်တစ်ခုကကြတော့ဒီမှာသူစီနီယာဗောနော်စီနီယာသွားတာတခုရှိတယ်ဒီမှာ64 6 4 1ပေါ့နော်1ပေါ့နော်1တခါဒီမှာ9ခွန်3ညာပေါင်းတော့1ဆိုတော့1နော်1 1တခါဒီမှာ18 4ပေါင်းတော့3နော်3 1 1 3တခါဒီမှာ3ညာ4 3ညာပေါင်းတော့4ဆိုတော့1 1 3 4ပေါ့နော်1 1 3 4ဆိုတော့ဒီမှာ9ဖြစ်အောင်4 5 6ပြင်ပေါ့နော်6ပြင်မှာဒါ9ပေါ့နော်645ပေါင်းရင်9ဆိုတော့ခုနတော့4ထိပ်ပေါ့နော်အခု6ထိပ်64ထိပ်ဆိုတော့နှစ်ခုရတယ်ပေါ့နော်64ထိပ်နှစ်ခုရတယ်ကဲဟုတ်ပြီအဲ့တော့ထိပ်စီးလမ်းကြောပြီးပါပြီနော်ထိပ်စီးလမ်းကြောပြီးတော့အပိအပိတ် site ကိုကြည့်ပါနော်အပိတ်ဖိတ် site ကဖိတ် site မှာသူက2 site ရှိတယ်ပေါ့နော်2 site ဆိုတော့ဘယ်လိုမျိုးလဲပေါ့ ိတ်ကပိတ်ဆိုင်မှာသူကဒီလေးရဲ့၅သုံးရဲ့ပေါင်းတော့နော်၄၅သုံးပေါင်းရင်၄၅ပေါင်းတော့ဒီငါသုံးပေါင်းခြင်းရောနှိရနော်သူအိုက်ကောင်ကနေခရဒီဘောကနေသူစားတယ်ပေါ့ဒီဒီဘောကနေစားမယ်ဆိုရင် ူကဒီ9ရေ16ရေပေါ့။အဲ16ရေပေါင်းရင်တော့9နော်9ဘာဝလေး9၄ရေတူကဒီမှာအပိတ်၄ပိတ်လာကြတယ်ပေါ့နော်။နောက်ပိတ်ကြတယ်။နောက်တစ်ခုဒီမှာ၄နဲ့ကျင်9တုံးနဲ့ပေါ့။ဒီ9တုံးပေါင်းတော့2ဒီပါဝါခွန်တော့ဒီခွန်ကနောက်ပိတ်ကြနော်နောက်ပိတ်ခွန်နောက်ပိတ်ကြ ီမှာခေါ်တော့ပဲတကားဒီမှာခွန်ရဲ့19ရဲ့ပေါ့ခွန်19ပေါင်းတဲ့အခါကျတော့3เนาะ3ပါဝါ8အဲ့ဒီ8ကဟောဒီမှာနောက်ပိတ်ကြာเนาะနောက်ပိတ်ကြာတယ်ဒါဆိုတော့ကျွန်တော်ဒီမှာ8ရဲ့9ရဲ့6ရဲ့ရှင်း9 6ပေါင်းခြင်းက9เนาะ9ပါဝါ4အဲ့4က ီမှာအပိတ်ကြာတယ်เนาะအပိတ်အပိတ်အပိတ်ကြီးကြာပိတ်ကြာတယ်။အော်နောက်ထပ်မနေ့ကဆိုရင်ဒီမှာ၄ရေဒီမှာဒီခွန်၄ရေပေါ့။ဒီခွန်၄ပေါ့တော့ရှစ်အဲတော့ရှစ်၅ဆို၅ပေါ့เนาะဒီမှာဆိုရင်လေးလေးပေါင်းတော့ရှစ်ရှစ်နဲ့ခုနဲ့ပေါင်းတော့9เนาะ9 ငါးသုံးရက်ထဲကငါးကဒီမှာပိတ်ကြတယ်နော်ဒီမှာပိတ်ကြအဲ့လိုမျိုးပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ဒီဒီချင်းရเนาะဒီချင်းရအပိတ်ဒီကြတယ်ပြမအောင်တော့ဒီပုံမျိုးတော့ဒီရမှာဒါပိုင်းပိုင်းပိုင်းလို့ပြောဒီမှာကျတော့ငါးတုံညာရတာပေါ့เนาะအဲရှေ့ရခွင့်ပေါ်တော့ငါးอ่ะเนาะငါးရဲ့ပါဝါတုံညာเนาะအဲ့တော့အပိတ် ကြမယ်ဟာအဲငါးတုံညပြီနော်ဒဲကြပါဒါဆိုမနက်ခံအတွက်ဆိုရင်တော့ငါးရေဒီရ66 6ပေါင်းရင်နှစ်နှစ်ရငါးရပေါင်းလို့တော့ခွန်ရတယ်နော်အဲတော့ခွန်နှစ်ဆိုရယ်ပိတ်ရတယ်နော်ခွန်ရနှစ်ပိတ်နှလုံးရတယ်နော်ဒီမှာခွန်နှစ်ပိတ်နော်ခုနက46ထိပ်ခွန်နှစ်ပိတ်ရပြီနောက်တစ်ခုကကြတော့တော်တင်ရမှာပေါ့နော် ဒီနားမှာတော့ဘလို့သွားနေလဲဘယ်နေစားလဲသူကတော့ချင်းပေါ့နော်ဒီချင်းရတယ်ငါးခုပေါင်းတော့နှစ်နှစ်နဲ့ဒီရရှင်းနေပေါ့6နဲ့ပေါင်းတော့ရှင်းရှင်းတစ်ခတ်ဒီ8တချင်း8တချင်းရတော့ဒီမှာ8ပိတ်ဆိုပြီးတော့ကြာပြီနော်8တချင်းဒါက6 6နဲ့4နဲ့ပေါင်းတော့ လေးပဲနော်လေးနှစ်ချင်းရသူကလေးဆိုပြီးပိတ်လာကြနော်တကားဒီမှာ3ည6ခွန်3ည6ဘောင်းတော့3နော်3ရင်းတစ်ခါ5 3 9က9ကဒီမှာပိတ်လာကြနော်ပထမတော့8 4 5เนาะအဲ့လိုမျိုး8 4 5 8 4 5ဒီလိုပိတ်တာဒါဆိုမလည်းဘာလို့83တုံညာပေါင်းတော့1ပဲရတယ်တိရှိချင်း ်ချင်းပိတ်ရှိတယ်နော်တရှိချင်းပိတ်ရှိအဲတရှိချင်းပိတ်ရှိတယ်ဒါဆိုရင်ကျွန်တော်တို့ကကာမနဘငါဘောနော်29ရက်နေ့အတွက်ဆိုရင်ကျွန်တော်တို့ကဒီထိတ်ကနော်26 29ရက်နေ့အတွက်မနေ့တော့နော်29ရက်လေးလပိုင်းပဲမနေ့တော့ကျွန်တော်မနေ့အတွက်ဆိုရင်မနေ့အတွက်ဆိုရင်ကျွန်တော်တို့ဘာရှိမလဲဆိုရင် အဲထိတ်ကကြတော့၄6ထိတ်ရှိတယ်နော်၄6ထိတ်ရှိတယ်။ပိတ်ကကြတော့ကျွန်တော်နှစ်ခွန်ရှိတယ်။တိရှိရှိတယ်နော်တိရှိရှိ။ဒါဆိုတော့တွဲကြည့်မယ်ခဏတွဲကြည့်မယ်ဆိုရင်ခဏတွဲကြည့်မယ်ဆိုရင်အာဖြတ်လိုက်ပါခဏတွဲကြည့်ဖြတ်လိုက်မယ်ဒီကောင်ကြတော့ စိမ့်လေးနဲ့ပေါ့ဆိုတော့လေးအဲလေးနှစ်ရယ်လေးခွန်လေးတီနော်လေးရှိရှိနော်ပြီးတော့6နှစ်6ခွန်6တီ6ရှိဆိုရှင်အဲ့ရှိခွဲရမယ်နော်အဲ့ရှိခွဲရပါမယ်အဲ့ရှိခွဲထိုးရမယ်ပေါ့နော်အဲ့ရှိခွဲထည့်ရမှာ ေကောင်ကြိုက်လေပေါ့နော်အိတ်ကန္နာဘယ်ကောင်ကြိုက်လေဆိုတော့အဲကျွန်တော်ကတော့ဒီ41เนาะကြိုက်တယ်နောက်ပြီးကြတော့49ကြိုက်တယ်ပေါ့နော်ဒီစကုံကြိုက်တယ်နောက်ပြီးကြတော့ဒီနှစ်နဲ့ပတ်တယ်လို့နော်နှစ်နဲ့ပတ်တယ်လို့နှစ်နဲ့ပတ်တယ်လို့ရရဆိုရင်ဟော62တို့42တို့ကြိုက်တယ်ပေါ့နော်အဲ့အရာကြီးကြိုက်ပါတယ်နော် ဲ့၄ဘွက် channel ၄ဘွက်ကတော့ two main ပေါ့ဒီ၄ဘွက်ကမြင်းတပြ၄ဘွက်ကတော့ main ပေါ့နော်အဲ့လိုမျိုးထိုးသိမ်းပါတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဒီဒီဒီနေ့တော့28ရက်နေ့တော့ပြီးပါပြီပေါ့နော်29ကနေပြီးတော့2ရက်ငါတောက်ကြနေတီပေါ့အင်္ဂါနေ့တောက်ကြအထိအဲမွေးလေးကွယ်ပေါ့နော်မွေးလေးကွယ်ရှိတယ်အဲ့ကောင်အဒီမှာတတောင်းချက်တွင်းပြီးလာယူနိုင်တယ်ဗောနော်ဒါတကယ်လို့ကနမ်းမထွေငွေပြန်ပို့ပြီးမယ်ဗော ဒါတော့ဒီဘက်မှာလေလုံးအခွေရှိရနော်လေလုံးအခွေရေနဲ့ယူရင်ဒီမှာ fiber မှာလာပြီးတော့ screen shot ငွေသွင်းပြီးကြောင်း screen shot ပြပြီးလာယူလို့ရပါတယ်။ကဲအားလုံးပဲဒီဘက်မှာကံကောင်းကြပါစေဗျာ။